ပြည်သူများအလုံးမဲမင်္ဂလာပါရှင်ကျမတို့ရဲ့ new audio ပုတ် channel လေးကနေကြိုဆိုလိုက်ပါရရှင်ဒီကနေ့မှာတော့ပြည်သက်ကြီးတို့နားဆင်မှုအတွက်စာရေးသူနောင်ယိုစိတ်တက်ရေးသားထားတဲ့ရွှေစီရီယဇနီးမောင်နှမ်းဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးချင်ပါတယ်ရှင်ဇလန်းလေးမစားခင်မှာတော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးဘေးနား notification bell လေးကိုနှိပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ရှင်ဟုတ်ကဲ့ပါပြည်သက်ကြီးရှင်ဇလန်းလေးကိုစတင်ပေးလိုက်ပါပြီအမလီဖျားဖျား ခင်လေးပါးစပ်စီကတန်အတောရေရွမိတယ်။သူရှိမြင်ကွင်းစီကနေတသက်နဲ့တကူမြင်ရဖို့ခဲရင်လာတဲ့အမောက်တထောင်ထောင်နဲ့စိမ့်တောက်တောက်နဂိုင်း။အလုံးထဲကထမ်းပင်ကြီးပမာအမောက်အရစ်များကရွှေစင်းရောင်တောက်ပနေပြီးရွှေဝါရောင်တချို့ကကြားပေါက်ထားတယ်။မြေဝန်းတို့ကတော့ညီရဲတောက်လို့ပရမများလုံးကြီးများလို့ဒီထက်မှကအံဩစရာကောင်းတာကနဂိုင်းရွှေရောင်ဝင်းဝါနေတဲ့ဇေဒီရဲ့တစုကိုအထက်ထက်ရေပက်လို့ရှိနေတာပဲ။ ခင်လေးကြည့်နေမိတော့စီဒီကိုလှုပ်ရှားရစ်ပတ်နေတဲ့နဂါကြီးရဲ့ဥကောင်းကတီးတော်အထိရောက်တယ်ဆိုရင်ပဲဗပင်းခွက်ကြီးကိုဖြန့်ဝင်းလို့မိုးအုပ်လိုက်ပါတော့တယ်။အာခင်လေးအလန့်တကြားအော်ရင်အိယာထမထားတိုင်လိုက်မိတယ်။နဂါကြီးနဂါကြီးခင်လေးပါဇက်ကတပွားပွားရေရွရင်မြဝန်းကပတ်ဝန်းကျင်ကိုလိုက်လံကြည့်မိတယ်။သူရောက်နေတာကနဂါကြီးနဲ့ရွှေစည်ကြီးရှိနေတဲ့နေရာမဟုတ်တော့ဘူး။သူအိတ်ခန်းစီကိုပြန်ရောက်နေခဲ့တယ်။ဟွန်းတော့ပါသေးရဲ့ငါအိမ်မက်မက်နေတာပဲ။ ခင်လေးတပ်ပြင်းကိုအကြိမ်ကြိမ်ချမိလိုက်တယ်ပြီးတော့တုံရင်နေတဲ့ရင်အစုံကိုလက်နဲ့ဖိပြီးတောက်ရည်ဘူးကိုလိုက်ရှာလို့တော်ဝါတောက်လိုက်ပါတော့တယ်မွေးနေ့မနက်ပေမဲ့ခင်လေးတယောက်ဘကိုးရွှေမော်တော်ဖျားစီသွားကကုတို့ဖြူဖို့အဝိစားလဲလဲပြင်ဆင်နေမိတယ်ရေမိုးချိုးအဝိစားလဲပြီးတော့လိုအပ်တဲ့အမွေးတိုင်းဖျောင်းနိုင်တဲ့ပတ်စံအိတ်တို့ကိုယူဆောင်ပြီးကာကိတ်စီတို့ထွက်ခဲ့ပေမဲ့ခင်လေးရဲ့အတွေ့အကြုံတွေထဲမှာညာတော့အိမ်မက်တဲ့ငကားကြီးကိုမြင်အောင်မိနေစေပဲ။ လူကလည်းအေးရေမဝါလို့ညီစီစီဖြစ်နေရတယ်။ကားကရောက်ပြီးမကြပါဘူး။လိုင်းကားဆိုင်လာတော့ကားပေါ်တက်ပြီးလိုက်ခဲ့တယ်။ခင်လေးလက်ရှိနေတဲ့တနတ်ပင်မျိုးနဲ့ပကိုးမျိုးကတိတ်မဝေးတော့ခနာနဲ့ပဲဖျားချင်ရင်ကိုရောက်ခဲ့တယ်။ဖျားပန်းများဝယ်ပြီးတော့ခင်လေးဆောင်နဲ့များအတိုင်းဖျားပေါ်သို့တက်လာခဲ့တယ်။ဖျားပေါ်ရောက်တော့မွေးနေ့နံတောင်မှာလူွယ်တို့ကိုစက်ကပ်ပြီးဖျားဝေးပြုအမြအတန်းပေးဝေလိုက်တယ်။ပြုွယ်တို့ပြီးဆုံးပြန်တော့ခင်လေးဖျားပေါ်ကမပြောင်းခြင်းသေး။ ဖယားရဲ့တရားရိတ်ကအေးချမ်းလာတာမှုခနာဆက်နေဖို့ဆုံးဖြတ်ပြီးဇေယီတော်ကြီးကိုအလုံးစုံပူးမြင်နိုင်မဲ့နေရာစီမှာခင်းလေးထိုင်ပြီးကြည်ညိုပူးမြော်နေမိပြန်တယ်။အိုးဘဝချားကနေလူပြီကိုကောင်းမှုလာပြုတဲ့သမီးဖြိုလေးပါလားကွယ်။အတန်နဲ့အတူခင်းလေးအနာတို့ရောက်လာတဲ့တောင်ဝေးတောက်အသက်ကြီးကြီးယောဂီအောင်လည်းမဟုတ်မင်းကြီးကြီးအဝေစားကိုဝစ်စင်ထားတဲ့အဖွားကိုတယောက်ရှင်းအဖွားအဖွားရဲ့စကားကိုနားမလည်လိုက်တော့မှခင်းလေးပြန်မေးလိုက်တယ်။ ။အော်အဖွားမီးလေးကကောင်းမှုလာပြူတဲ့သမီးပြိုလေးလို့အဖွားကပြောလိုက်တာပါ။ဒါနဲ့လေသမီးလေးအခုတလောထူးထူးခြားခြားအိမ်မက်တွေများမမ်းမိသလားကွယ်။ဟင်။အဖွားရဲ့မိကိုနဲ့ခင်လေးရဲ့အဖြစ်ပြက်ကချိန်ကြိုက်ထားတယ်လို့ပဲထပ်တူကြနေတော့ခင်လေးကြောင်ရမ်းသွားမိရဲ့။ပြီးတော့မှအော်ဟုတ်တယ်အဖွားမတ်တယ်။သမီးအိမ်မက်မတ်တယ်။ခုညာလေးတီတော်မှပဲမတ်ခဲ့တာ။အဖွားထိုင်မယ်နော်။ဟုတ်ဟုတ်အဖွား ထိုင်းချဖို့ကြိုးစားနေတဲ့အဖွားကိုခင်လေးဖေးကူလိုက်တယ်။အင်းဘလို့များမှတ်တလဲကွယ်။အိမ်မက်ထဲမှာလေရွှေရောင်ဝင်းနေတဲ့ဇေဒီတစုပြီးတော့နဂါးစိမ့်စိမ့်။နဂါးကြီးကဇေဒီကိုရစ်ပတ်ပြီးဗပင်းကြီးမိုးလို့ဖူးမြော်နေတာ။ခင်လေးစကားကိုနားထောင်ပြီးအဖွားကခေါင်းငိမ့်လို့ပြုံးနေ။ပြီးတော့ဒီနေ့ကသမီးလေးရဲ့အသက်25နှစ်ပြည့်တဲ့မွေးနေ့မလား။ပြီးတော့အိမ်မက်ကလည်းတိုက်တိုက်ဆိုင်ဆိုင်ပဲမတ်တယ်ဆိုတာရောသမီးတတိထားမိရဲ့လား။ဟုတ်တယ်ဖွား။ တမိတရီထားမိတယ်။အင်းဒါကပြောရရင်တော့တမိလေးကိုသူတို့နဲ့ထူးခြားတဲ့ပဋ္ဌာန်းဆက်ရှိနေတယ်လေ။ဒါကြောင့်သူတို့ကအတိပေးလိုက်တာပေါ့။လူဘဝမှာကြာကြာနေခြင်းနဲ့ဆိုရင်တော့ကုသိုလ်ကောင်းမှုများများပြုလုပ်ပြီးသူတို့ကိုရည်ွယ်လို့အမျှဝေပေးကြီးကွ။ဟုတ်ကဲ့ဘွာဒါနဲ့လေသူတို့ဆိုတာကဘသူလေလဲရင်သူတို့ဆိုတာကတမီးမြင်မှတ်တဲ့ငကားကြီးပေါ့ကွယ်တမီးကငကားဆိုင်ကလာတာကွအင်းအဖွားအထင်ကိုပြောရရင်တော့တမီးလေးက အဲ့ဒီအိမ်မက်တရရွှေစည်ဒီကိုအပြင်မှာကြုံကြိုက်ပြီးအမှန်တကယ်ဖူးမြော်ရလိမ့်အောင်ပဲကွတကယ်လို့များအခက်အခဲတစ်ခုခုရှိခဲ့မယ်ဆိုရင်တော့အဖွားကိုတရိယာကြည့်နော်အဲ့ဒီအခါအဖွားကိုယ်တိုင်မကူညီနိုင်ရင်တော့ကူညီနိုင်မဲ့သူကိုအဖွားရှာပွေပေးမယ်ကဲကဲတမိလေးရေအဖွားကိုထူပေးပါအောင်ပြန်ချိန်ရောက်တော့မှမို့အဖွားသွားတော့မယ်အော်ဟုတ်ကဲ့ရှင်အဖွားခင်လေးအဖွားကိုထူပေးလိုက်တယ်ထူထားလို့ပြီးတာနဲ့အဖွားကထူထူဆဆပဲခင်လေးကိုနှုတ်မဆက်တော့ပဲ တောင်ဝင်းကိုအပြုလို့ဖရာရဲ့အနောက်ဘက်စီသို့ထွက်သွားတော့တယ်။ကျန်ရစ်ခဲ့သူခင်လေးမှာတော့ထွက်သွားသူယောဂီအဖွားရဲ့ကြောပြင်ကိုကြည့်ပြီးအတွေးပေါင်းများစွာနဲ့ကျန်ရစ်ခဲ့တယ်။အဖွားကိုမြင်ကွင်းရအကွယ်ကြီးကြောင့်မှခင်လေးအတွေးတွေရက်တက်သွားရပြီးပါဇက်ကနေငါငကားတိုက်ကလာတာတဲ့။ဟင်အဖွားပြောတာတွေကလည်းထူးဆန်းလိုက်တာနော်။လိုက်လို့တောင်မမီဘူး။ဒါရီကဒီခေတ်ကြီးမှာရှိနေသေးလို့လား။ငါအဖွားကိုတေချာထက်မေးခြင်းကောင်းမဲ့တယ်နဲ့။ ခင်လေးဆုံးဖြတ်ချနဲ့အတူချက်ချင်းမဲ့အဖွားကိုလိုက်ရှာဖို့နေရာကနေခတ်တုတ်တုတ်လှမ်းထွက်ခဲ့တယ်။ဒါပေမဲ့ရွှေမော်တော်ဖရာကြီးကိုသာတပတ်ပြေသွားခဲ့တယ်။မိနစ်ပိုင်းလေးအတွင်းတောင်ဝေးအပြုတ်လို့ထွက်သွားတဲ့အဖွားရဲ့အရေးအယံကိုတော့လုံးဝမတွေ့ခဲ့ရဘူး။နောက်ဆုံးတော့ခင်လေးလည်းထိုအကြောင်းကိုမဖြစ်နိုင်ဘူးရဲ့လို့ယူဆပြီးပေါ်တန်တန်မဲ့နေခဲ့တယ်။တို့တားဖွာအဖွဲတွေနေပြောင်းထွက်ဖို့ရှိတယ်တဲ့ခင်လေးရေချေးလက်ဆေးပေကန်လေးထဲမှာထိုင်ပြီးလိုအပ်တဲ့ဆေးတွေကိုမြို့ပေါ်လှမ်းပါဖို့ ဆိုင်ရင်ပြုစုနေတဲ့စကားတန်နဲ့အတူစေကန်းတဲ့သူဝင်ရောက်လာတဲ့တောက်ဖွားဆရာမလေးစူးစူးကြောက်။ဟင်းဟုတ်လားဘလို့ဖြစ်တာလဲ။အေးလေငါလည်းအဲ့ဒါကိုပဲတွေးနေတာ။တို့တောင်းဝင်ကြရနေရာတွေကိုရောက်တာတတ်မှတ်ကာလမှမပြည့်သေးတာ။အင်းခင်လေးပင်းတက်ကိုရှိုင်းမိလိုက်တဲ့သူနဲ့စုမုံတို့ကတင်တဲ့အတူတူတက်ပြီးတနက်ပင်မျိုးရင်းသားတောင်းဝင်ကြခဲ့သူများ။ယခုသူတို့နှစ်ယောက်တနက်ပင်မျိုးရင်းတောင်းဝင်ထမ်းဆောင်ဒီမှာအချိန်တနည်းပင်မပြည့်သေး။နေပြောင်းတဲ့ရင်ကရောက်လာခဲ့ပြီ။ ။သို့ပေမဲ့လည်းတာဝန်ကြရာထမ်းဆောင်ရမယ့်နိုင်ငံဝန်ထမ်းမျိုးငင်းဆန်ခြင်းကမစွမ်းသာပါ။ဟွမျက်စိရှိရမြင်နေရတဲ့ကြေးလက်ကျမ်းမာရေးဌာနလေးကိုကြည့်ပြီးခင်းလေးလေဘူးတစ်ချက်ကိုမှုတ်ထုံမိတယ်။ခင်းလေးဖြူးမြူးရဲ့အနောက်ဘက်အတော်ကိုခေါင်ပြားလာတဲ့ရွာကလေးစီတာဝန်ကြပြီးအခုရောက်နေခဲ့တာ။ကျမ်းမာရေးဌာနကိုပိတ်ထားတာကြာနေပြီဖြစ်တဲ့ဆိုတာတော့တန်ကြီးတက်နေတဲ့တော့ကလောက်ကြီးကတတ်သိခံနေသလိုပဲ။တော့တန်နဲ့ခက်ခက်ခဲခဲဖွင့်ပြီးမှတော့အပွင့်သွားတယ်။ ခင်လေးအထက်ဝင်ကြည့်တော့ပစ္စည်းပစ္စည်းတို့ကဖုံအပ်တတ်တဲ့မတက်တာပြီမို့လက်ထဲကအထုပ်အပိုးတို့သိရနေရမှကြပြီးတကားတောင်းကတပြက်စည်းလေးကိုယူလို့တန်ရှင်းရေလုပ်ဖို့ပြင်လိုက်တော့တယ်ဆီယမလေးကရောက်နေပြီးအပြင်ဘက်ကစူညံတန်းတွေကိုကြားရတာမို့ရွာထဲကိုလူသွားခေါ်တဲ့ဥပမောင်တို့ပြန်လာကြောင်းသိလိုက်ရတယ်။မကြပါဘူးရွာထဲကလူကုန်ကြီးတအုပ်ရောက်လာကြပြီးပျော့ပျော့ပါးပါးနဲ့ကျမ်းမာရေးဌာနငယ်လေးကိုဝိုင်းဝန်းရှင်းလင်းပေးတော့တယ အားလုံးကလည်းခင်လေးကိုဆီယာမဆီယာမနဲ့ပါဇက်ဖျားမချလာအောင်ချစ်ခင်နေကြလေတော့ခင်လေးခင်ဗျာအခုမှနေမီတစ်ကိုရောက်ရှိခဲ့ရပြီမဲ့ကိုယ်အိမ်ကိုရလို့ခံစားလာရတော့တယ်ဒို့ပေမဲ့စားစားရောက်ချင်းတလားလောက်အတွင်းမှာသူ့စီကိုမွေးဖွားသူရောပိုင်လာအပ်သူပါလုံးဝမရှိခဲ့ဘူးကြေးလက်ဒေသရှေးရိုးကိုခုံပင်ကြသူပေမို့အရက်လက်တွေကအာပြုမွေးဖွားနေကြစေအချိန်၅လဝန်းကျင်ကြာမြင့်ခဲ့ပါပြီ။ ဒီတော့အတွင်းမှာကိုခင်ဝင်းဆိုသူနဲ့ဇနီးမဲတင်းဆိုတဲ့စင်ရဲလုံးနဲ့အမျိုးသမီးကိုအရက်လက်တွေကမွေးဖွားပေးဖို့ညှင်းဆန်ရာကနေခင်လေးကြီးကိုရောက်လာခဲ့ကြပြီးဤစနစ်တကျမွေးဖွားပေးခဲ့ခြင်းအားအစာပြုလို့ခြေလက်လူသူတို့ကခင်လေးပေါ်ယုံကြည်တော်ဝင်လာခဲ့ကြပြီဖြစ်ပါတယ်။အချိန်ရစကားပြောလာတာနဲ့အမျှခင်လေးရောက်လာပြီးနောက်ပိုင်းမှာခြေလက်ဒေသရဲ့ရှေယိုဆွဲသားဘွားနီးနာတွေကြားမှာ အသက်လူပြီးမွေးဖွားရမယ့်ကလေးငယ်တွေနဲ့မိခင်တွေကယာနှုံးပြေးွားတဲ့ ကျမရေးဆိုင်ရာအလုံးစုံမှုကိုခံစားလာကြရတယ်။မလို့ပါပဲမိခင်ကလေးတိမ်ပါမှုတွေလည်းမရှိတော့ပါဘူး။အစာပိုင်းတော့ရှေးတုံးကိုမလွန်ဆန်ကြပေမဲ့နောက်များကြတော့ခင်လေးရဲ့ကျမရေးပညာပေးဟောပြောစည်းရုံးမှုတွေကြားမှာကျေးလန်းနေလူသူတို့အရာရာကိုတပြေးပြေးနားလည်သိရှိလာခဲ့ကြပါတော့တယ်။အမျိုးသမီးတွေစေဝါတွေကိုစနစ်တကျအသုံးပြုပြီးတားဆက်ချားခြင်းနဲ့ရခင်ရှိပြီးသားအရက်လက်တွေကိုမှန်ကန်တဲ့ဤစနစ်တွေတင်ကြားနိုင်မှုခင်လေးကူညီပေးနိုင်ခဲ့ပါတယ်။ ခင်လေးရဲ့စေတနာအကျင်နာနဲ့မေတ္တာတရားတွေကခေါင်းပြားတဲ့ကျေးလက်ဒေတာကိုကိုရက်ဖြန့်ကျက်နိုင်ခဲ့လေတယ်။မေတ္တာဆိုတဲ့သဘောမှလည်းကြောင်ပြန်တုံပြန်တက်လေတော့ကျေးလက်သားတို့အဖို့ကခင်လေးကိုချစ်ခင်လေးစားမှုအပြည့်နဲ့ပါပဲ။သူ့ပေမဲ့အရာရာတိုင်းမှာဆုံးဖြူဆိုတာရှိနေတတ်တယ်လေ။ဒီတော့ခင်လေးရဲ့လုံဆောင်ချက်တွေတိုင်းကိုအပြစ်လိုမြင်နေတတ်တဲ့သူတယောက်တော့ရှိနေခဲ့ပါတယ်။ထို့သူကတော့ဒီဟာမှလေးရောက်လာကြတဲ့ကတဖြည်းဖြည်းနဲ့ငါရဲ့စားပေါက်တွေပိတ်ခဲရတာ။ အခုဆိုရွာတွေကအရင်ကငမငါတန်းတန်းဆွဲမွေးခဲ့ကြတဲ့ကောင်းမတွေကလေအခုတော့ဒီဟာမစီကိုရောက်ကုန်ကြပြီငါစီမှာခါရခဲ့ကြတဲ့တပည့်တပန်းတွေကလည်းသူ့ကြောင့်နဲ့ငါ့ကိုခွာပြဲကုန်ကြပြီမဖြစ်သေးပါဘူးငါသူ့ကိုဒီတိုင်းလွတ်ထားလို့မရတော့ဘူးတခုခုတော့လုံမရတော့မယ်ဒါမှငါ့အလုပ်တွေပြန်ရောက်လာမှာအထက်ပါစကားကိုပြောင်းမှုဘက်စိတ်လိတ်ကြီးဖွာလို့ကျင်းဝါနေသူကတော့ရွာပြင်လေကျင်းနေထဲမှာတဲထိုးပြီးနေတဲ့တော်ဖွားတင်မဲဖြစ်ပါတယ် ထိုဘွားတင်ကအရင်ကဒီနေရာဒီဒေသရဲ့အထင်ကရဝမ်းဆဲတဲ့ပြီးတော့အောင်လန်းလိုလိုဆုံးလိုလိုပညာရည်မျိုးကိုတက်ကြွတယ်လို့သမုတ်ခံထားရတဲ့သူအရင်ကလေးကသူ့နယ်ပိုင်းရက်ရွာတွေကကလေးမွေးစရာရှိလို့အချောင်းဝမ်းဆဲတဲ့နဲ့မွေးခဲ့ရင်သူကကလေးတရားပြူစားတတ်တယ်ရဲ့လို့ရွာအတိကြတယ်တကယ်လဲသူနဲ့မမွေးရင်ကလေးတေဘူးကများတယ်တကယ်တော့တော်ဘွားတင်ကဆုံးမဟုတ်ပါဘူးအခြားတနေရာကအောင်လန်းစရာတယောက်ရဲ့အကူအညီရတဆင့် တခြားလက်သေးတွေကိုအမှားရွေးမဖြစ်ဖြစ်အောင်ဖန်တီးနေတာရဲ့ခင်လေးဆိုတဲ့တာပါးဆီယာမကျွားကိုရောက်စားကတော့ကလေးမွေးမဲ့သူတွေကအဲ့ဒီဆီယာမစီတဲ့သူ့စီကိုပဲအလာများကြပါတယ်ဒီတုန်းကတော်ဘွားတင်ကပညာမန်ဝင်လို့ဆီယာမလေးကိုဖားတူးလို့ခယူးကုန်အိုင်ပြက်ယုံမဲ့ရှိမဲ့တနာဆီယာလေးရဲ့လူတော်တယောခဲ့ဘူးတယ်အပွဲပွဲနှွဲလာခဲ့တဲ့သူအတွက်ဆီယာမလေးကခယူးဆိုင်ဆီယာမလို့ဘူးလို့သူယူဆခဲ့တာ ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှသူ့စီကိုလက်တယ်အက်လာသူလုံးဝကိုမရှိတော့ဘူးဖြစ်လာတော့တယ်။ဒီတော့ကမှဒေါ်ဖွားတင်တို့လက်ရှိအခြေအနေကိုမြင်ရပြီးအခုလိုမလို့မုံပွားမှုတွေစတင်လာခဲ့ရတော့တယ်။ဒီအတွက်ကြောင့်ပဲသူဟာအကိုင်းခက်ကိုခုတ်ချင်းတဲ့ရေတောင်းမြစ်ကိုဖျက်ဆီးဖို့သာဆုံးဖြတ်လိုက်ပါတော့တယ်။တန်ကြောင့်ငါမှားတာသေးချာလုံးနော်။ဒေါ်ဖွားတင်ကအောင်လန်းစရာစီကယူလာတဲ့အစီအမံကိုခင်လေးစီပို့ဖို့အရက်သမားတန်ကြောင့်ကိုခိုင်းနေတာ။ တန်ချောင်းကအိုးရခင်ကလေးကဒေါ်ပွားတင်ရဲ့ခိုင်းပဲ့အခုကိစ္စမှာတောပွားဆရာမလေးတည်သွားရင်သူပြူကြားတယ်လို့သမုံမှာဆိုလို့တန်ချောင်းကိုအရက်ဖိုးပေးလို့ညဘက်ကြီးသွားပြဖို့ခေါ်ခိုင်းနေတိုင်းတန်ချောင်းကတော့အရက်ဖိုးကိုမြင်ပြီးခေါင်းတငိမ့်ငိမ့်နဲ့မကြောက်ဘူးတန်ချောင်းတယောက်ဒေါ်ပွားတင်ပေးတဲ့အထုပ်ကလေးကိုယူလို့ကျွာတဲ့ကိုထွက်သွားတော့တယ်ညဘက်လူချေတိတ်ချိန်ရောက်တော့တန်ချောင်းတယောက်ကိုချောင်းချောင်းနဲ့ဆရာမလေးနေတဲ့ကျမ်းမာရေးဌာနစီကိုသွားတယ်ဟင် အယံမူးနေတဲ့တန်ကြောင့်အမူးပြေခြင်းသလိုဖြစ်ပြီးမျက်လုံးတွေတောင် ပြူသွားရတယ်။ဆီယာမာလေးနေတဲ့ကျမ်းမာရေးဌာနကသူ့မျက်စိရှေ့မှာတင်ပျောက်ခြင်းမလားပျောက်နေတယ်။ဘယ်များရောက်သွားလဲ။ငါများရေချိန်လွန်သွားလို့လား။ရေချိန်လွန်ရအောင်လဲပုံမှန်တောက်နေကြအတိုင်းပဲတောက်တောင်းတန်ကြောင့်မကြည်မနှက်နဲ့လှဲ့ပတ်ပြီးရှာတယ်။ဒါပေမဲ့ဆီယာမာလေးနေတဲ့နေရာမှာကျမ်းမာရေးဌာနအဆောက်အုံလေးရှိမနေပဲဟာလာဟင်းလေးမြင်ကြီးပဲရှိနေတယ်။ ပြီးတော့စိမ့်ဖက်ဖက်မိခိုးလိုလိုမြူလိုလိုအရာတွေကလည်းအဲ့ဒီနေရာမှာရှိနေတယ်။ကြာတော့တန်ချောင်းအရက်ရှိန်တော့ပြည်တယ်လိုလိုဖြစ်ပြီးအထုပ်ကိုဂိုင်းလို့လာရလန်းစီကိုသာပြန်လဲလာပါတော့တယ်။အမောင်စိတ်မချတော့ဘူးနမတော့တို့တွေရဲ့မူလာဘွားစီကိုပဲနမတော့ပြန်လာခဲ့ပါတော့။အိမ်မောကြနေတဲ့ခင်လေးရဲ့နားထဲကိုတစုံတစ်ယောက်က တီတိုးကပ်ပြောနေတယ်လို့အတန်ကြားနေရတယ်။နှာခေါင်းထဲမှာလည်းစိမ့်ရွှေရှည်ရဲ့နံတစ်ခုကိုခံစားနေရတယ်။ မျက်လုံးဖွင့်ကြည့်ဖို့စူးစမ်းပေမဲ့ခင်လေးရဲ့မျက်လုံးတွေကဖွင့်လို့မရဘူး။ပါးစပ်ကနေမေးဖို့ပြင်ပြန်တော့လဲထုံနီးတူတူ။နံမတော့အန်ရည်ပေးမဲ့သူတွေရှိနေတယ်။နံမတော့ဘလောက်ပဲကောင်းတာတွေလုပ်ပေးပေးသူတို့ကအကောင်းမြင်မှာမဟုတ်ဘူး။သူတို့ကအမောင်ကိုမျက်နှိုးကြတဲ့လူသားတွေ။ဒါကြောင့်နံမတော့ပြန်ခဲ့ပါတော့။ခင်လေးအတန်ကိုနားထောင်ပြီးချုပ်တီးနေရကိုစိတ်ကမခံစားနိုင်တော့ဘူး။အတင်းကရောရုံးကလှုပ်ရှားဖို့စူးစမ်းလိုက်မိတယ်။ဟင်ဟင်မလာဘူးမလာဘူး။ ကျေလောင်စွာနဲ့အော်ဟင်ရင်ခင်လေးလန်နူလာခဲ့တယ်။ခင်လေးနူလာတာနဲ့တပြိုင်နက်တည်းပါပဲ။နှစ်ဘေးမှာအဖော်လာအိတ်ပေးတဲ့ဂျွာရဲရဘုဆုံမဆိုတဲ့ကောင်မလေးရပါလန်နူလာပြီးဆီယမလေးဆီယမလေးဘာဖြစ်တာလဲ။ဘာဖြစ်တာလဲ။ခင်လေးမှာတော့ဘုံစုံမရဲ့အမေကိုချက်ချင်းမပြေနိုင်ခဲ့ဘူး။မြုံဝုံးအစုံကအခန်းပက်လေကိုလိုက်လံကြည့်မိတယ်။မိခိုးလိုလိုစိန်ငွေ့ငွေ့အရာတွေကအခန်းထဲမှာဝေဝဲနေတယ်။ဆီယမလေးဘာဖြစ်တာလဲ။အော်အင်းအင်း ။ဘာဘာမှမဖြစ်ဘူး။အိမ်မက်အိမ်မက်ဆိုးမက်တာ။ဟွန်းတော်သေးရပေါ့။ဘုဆုံမဆီယမလေးဘာများဖြစ်တယ်လဲလို့ရေရေတော့မလား။ဘုဆုံမခတ်ပေးမယ်လေ။အင်းအင်းဘုဆုံမအခန်းအပြင်ထွက်သွားပြီးတောက်ရေတစ်ခွက်ခတ်လာတယ်။ခင်းလေးလဲမောဟိုက်ပြီးအာကောင်လေးခြောက်ကပ်နေရတာမို့ရေကိုအငမ်းမရတောက်ချလိုက်ပါတော့တယ်။နောက်တနေ့နဲ့နဲ့ဟဲငမူနေပြောတာမဖြစ်နိုင်လိုက်တာဟဲ။နေမှာသာအမူးလုံပြီးဖြစ်တာနေမှာပေါ့။တော်ပွားစိန်ဒေါသတွေထွက်နေတယ်။ သူ့နဲ့ဘေးမှာတန်ချောင်းကတော့မနက်မိုးလင်းအရက်စာနေတဲ့ပုံနဲ့ကျုပ်အခုနေခင်းဘက်ကိုထပ်သွားကြည့်ပါအောင်မယ်ဒီတခါတော့စိတ်ကြပါဗျာတော်ပြီတန်ချောင်းနေငါစီကအရက်ဖို့ထပ်တောင်းမယ်မကြံနဲ့တော့ငါဘာသာပဲသွားတော့မယ်ဒေါ်ဘွားတင်တန်ချောင်းလက်ကအထုပ်ကလေးကိုဆက်ကနေလူယူပြီးပြောလိုက်တယ်ပြီးတာနဲ့သူ့ခြံထဲကနေထွက်ဖို့ပြင်လိုက်တယ်အမလေးခြံဝါးကနေသူ့ကိုမှန်းပြီးနေတဲ့မွေကြီးတစ်ကောင်ကြောင့်ဒေါ်ဘွားတင်လက်អော်လိုက်တယ် တန်ချောကလည်းတော်ဘွားတင်အော်တန်ကြောင့်အနာကိုပြေးလာတယ်။ဒီခိုင်းမှာပဲတော်ဘွားတင်ရဲ့ချန်နယ်ဘေးကခြုံရဲတို့ကတောတောခေါင်းလှုံရမ်းလာကြလေပြီးနောက်အရွယ်ဆုံးနဲ့မွေပေါင်းများစွာထွက်ပေါ်လာပါတော့တယ်။မကြမီချိန်မှာတော့တော်ဘွားတင်ရဲ့ခြံနှောင်းစီကအော်တန်နဲ့ကြီးတွေထွက်ပေါ်လာပါတော့တယ်။လက်တဲကြီးတော်ဘွားတင်နဲ့အရက်သမားတန်ချောင်းလို့တေးပြီးတဲ့ဟေးဘလို့ဖြစ်တာလဲ။တကူလုံးပြန်နှမ်းပြီးခြံဝမာနဲ့တေးနေကြတာ။နားလေတဲ့သူတွေပြောတာတော့မွေစိတ်တက်ပြီးတေးတာတဲ့။ဟင်းဟုတ်လား။ အေးလေတော်ဘွားတင်တော့မလဲအရင်အပြုခဲ့တာတွေအတွက် သူ့အကြောင်းနဲ့သူ့ကံပေါ်အေးရွာထဲမှာလက်သေးတော်ဘွားတင်နဲ့တန်ချောင်းတို့တရင်ရပြန်နံ့နေတယ်ဒီတရင်ကိုခင်လေးကြတော့နှစ်ယောက်စလုံးကိုသူ့သေးချာမသိပေမဲ့အတော်ကိုစိတ်မကောင်းဖြစ်မိခဲ့တယ်ထိုနည်းတူစွာနဲ့ပဲခင်လေးလိုမျိုးမဟုတ်ပဲတော်ဘွားတင်တို့အတွက်ယူကျုံမရဖြစ်နေသူတဦးလဲရှိနေပါသေးတယ်ထိုသူကငမိန်မင်းပြောတာ အမှန်မဲလားအယိုးကောင်းအရွယ်ဆုံးပရီးများနဲ့အနီးရင်းရောင်အခင်အချင်း သွေးကွက်တွေနဲ့ပြည့်နေတဲ့အခန်းထဲမှာထိုင်နေတဲ့အောင်လန်းစရာကန်ကြီးကမေးလိုက်တယ်။သူမေးနေတဲ့ငမဲကြီးဆိုတာကတော်ဘွားတင်ရောက်မွေးချင်တယ်ဆိုလို့သူ့စီကနေလွှတ်ပေးထားတဲ့တစေကောင်ကြီး။ဟုတ်တယ်။ကျုပ်တောင်သူတို့ကိုမရှင်နိုင်လို့ခွေးပြေးဝက်ပြေးပြေးခဲ့ရတာ။ဘသူကမွေးတွေကိုခိုင်းတာလဲသိလား။ကျုံမြင်မိတာတော့မွေးတွေအားလုံးရဲ့အနောက်မှာအစင်းရောင်တောက်တောက်ဝှက်ထားတဲ့လူတစ်ယောက်ပဲ။သူ့ရဲ့လှုပ်ရှားပုံစံမျိုးကမွေးတကောင်နဲ့တူတယ်။နဂါဒါနဂါပဲ။ ကံကြီးရဲ့ရေရွမှုကြောင့်ငမဲကြီးမော်ကြည့်လာတယ်။ဒါဟူသားပွားဆရာမနဲ့ပတ်သက်နေမှာအသေးချာပဲ။ကံကြီးကထပ်မံပြီးတွေးစားလို့ပြောတယ်။ငမဲကြီးကတော့သူ့တကယ်ရှိမှဒူးထောက်ခါကြလျက်ပဲရှိနေတယ်။ကံကြီးမှာတော့ထိုအကြောင်းကိုအလေးနဲ့တွေးတော့နေဟန်နဲ့ရှိနေပြီးနောက်ဆုံးမှာတော့နဂါနဂါဒါတိုက်တခုခုကောင်မဲနေမယ်။ဟိုကောင်မနဲ့တခုခုပတ်သက်နေတယ်ဆိုတော့ဟွန်း ရေရွရင်ပြုံးလိုက်တဲ့ကံကြီးရဲ့မျက်ဝန်းတွေကအယောင်တွေတပြက်ပြက်လက်နေပါတော့တယ်။ရှုံးလဲနေတဲ့လာရောင်အောင်မှာရွှေရောင်တဝန်းဝန်းတောက်ပါနေတဲ့ဇေဒီတဆူဇေဒီလေးနှစ်ပေးမှာတော့လူလင်ပြူတယောက်သူ့ရဲ့အကြည့်တွေကအဝေးစီကိုငေးကြည့်ပြီးမျက်ဝန်းတွေမှာအမီဖော်မရတဲ့အရေးရောင်တချို့ကရှက်တန်းနေတယ်။နမတော်လေးရဲ့မောင်တော်တိတ်ကို စိတ်ပူပန်နေရပြီ။နမတော်ကိုလူဘဝမှာဆက်နေစေချင်သေးပေမဲ့အခုများတော့အန်ဒီရီကရောက်ရှိလာပြီ။ မောင်တော့ဘလို့ဖြည့်ရှင်းရမလဲမသိတော့ပါဘူးလူလင်ကတီတိုးရေရွတ်တယ်ပြီးတော့စေဒီလေးနှစ်ပေးရနေထားလိုက်ပြီးတောစီတို့ဝင်ရောက်သွားပါတော့တယ်ခင်လေးတယောက်အိမ်မက်မက်ရာကနေလန်လို့လာတယ်ရခင်မွေးနေ့တုန်းကအမတ်တဲ့အိမ်မက်ကိုပဲသူ့ပြန်မက်ရပြန်ပြီဒီတစ်ချိန်တော့အိမ်မက်ကရခင်နဲ့အနှဲငယ်ကွဲတယ်ရခင်ကနဂါးကြီးအစားလွန်စွာချောမောလာပလွန်နဲ့ယောက်ျားပြူတယောက်ကစေဒီရဲ့နှစ်ပေးမှရှိနေခဲ့တာ အိမ်မက်ထဲမှာယောက်ျားပြူပြောတဲ့စကားတွေကအပြင်မှာပါခင်လေးနားရဲဆွဲနေရတယ်။စီရီနဲ့ငါပတ်သက်မှုရှိနေတယ်ဆိုတာကတော့သိကြနေပြီ။ဒါဖြင့်ဟိုတယောက်ကရောခင်လေးတယောက်တည်းအိပ်ရတဲ့လဲရင်စဉ်းစားနေမိပါတယ်။ဒါပေမဲ့ခိုင်လုံတဲ့အဖြေကိုတော့သူမရနိုင်ခဲ့ပါဘူး။အမောင်တူထဲမှာခင်လေးနေထိုင်ရာကြေးလက်ကျန်းမာရေးဌာနလေးရဲ့အထက်ကောင်းကင်ရန်၌ငှက်ဆိုးတကောင်ကပြန်ဝဲနေတယ်။အချိန်ကတပြေးပြေးနဲ့တကောင်ရန်ကိုတိုင်ခဲ့ချိန်မှာတော့ ရွာထဲကိုလူသုံးယောက်တိတ်တဆိတ်ဝင်ရောက်လာခဲ့တယ်။ခင်းလေးနေထိုင်ရာကျမ်းမာရေးဌာနစီကိုချဉ်ကပ်လာကြတယ်။ပြီးတော့သုံးယောက်စလုံးဌာနလေးကိုမျက်နှာမူလိုက်ပြီးအထက်ရတယောက်ကအခါတာတချို့ကိုမမ်းမုံလို့အထက်စီကိုနှံ့နှင်းလိုလိုပြလိုလိုအဝါရောင်မုံတွေကိုပတ်သွင်းမာတော့တယ်။အမုံတွေခြံထဲကိုဝင်ရောက်တာနဲ့တပြိုင်နက်ဌာနကိုဝင်ရနေတဲ့စိမ့်ငွေ့ငွေ့အယောင်တွေကပျောက်ရှားကုန်မာတော့တယ်။ကဲပေါက်ကြီးတို့အထက်ကိုဝင်ပြီးကောင်မကိုသွားဖမ်းခဲ့တော့အလေရလူရဲ့အမိန်ပေးတဲ့အစုံမှာ နဘေးရနှစ်ဦးကကျမ်းမာရေးဌာနလေးစီတို့ဝင်ရောက်သွားကြပါတော့တယ်။ဟာဟာဟာဟိတ်ကောင်းနေကောင်မကိုသေးချာစောင့်ကြည့်ထားကြမင်းတို့ရဲ့ပေါ်ရုံမှုကြောင့်ငါအလုပ်ကိုတော့အနှောက်ရှက်မပေးကြနဲ့။ကံကြီးတယောက်သူ့ရဲ့အခန်းထဲမှာခင်လေးကိုပေါက်ကြီးတို့နှစ်ဦးအားချုံနောက်ထားစီပြီးသူကတော့အစီရင်တွေကိုပြုလုပ်နေတယ်။ခင်လေးကတော့ပေါက်ကြီးတို့နှစ်ယောက်ရဲ့လက်မှာခေါင်းငိုက်ဆိုင်ကြလို့အချိန်တော်လေးကြာတော့ကံကြီးရဲ့အစီရင်တွေပြီးခဲ့ပြီ။အစီရင်ပြုထားတဲ့ဘန်းကိုကင်ပြီး ။ကံကြီးကခင်လေးဘက်ကိုလှည့်လာတယ်။ပြီးတော့ပါဇက်ကဂါရာရွတ်တဲ့လင်မန်းထဲရအရာတွေနဲ့ခင်လေးကိုပြစ်ပေါက်ပြီးစိတ်ညှို့ပါတော့တယ်။ကောင်မမူလပြန်စမ်း။နေ့ရဲ့အတိတ်ဘဝကိုခုတရိယာစမ်း။နေ့ရဲ့အတိတ်ဘဝကိုတရိယာစမ်း။ကံကြီးကခင်လေးကိုနှုတ်မိတ်ပေးနေတယ်။မကြပါဘူးခင်လေးရဲ့ခန္ဓာကိုယ်ကမွေးတကောင်လို လူးလူးလွန်းလွန်းဖြစ်လာတယ်။ပြီးတော့ကံကြီးတို့ကိုမျက်ဝန်းနီနီနဲ့စိုက်ကြည့်တယ်။အခန့်ချင်းနဲ့ပေါ့ကောင်မရော့အာ ခင်လေးစီကအော်တန်နဲ့ကြီးထွက်ပေါ်လာပါတယ်။ကောင်မနင်အာခံမှုမစိုးစားနဲ့။နင်အခြေအနေနဲ့သိလိုက်စမ်း။ခင်လေးငြိမ်ကြသွားတယ်။ကံကြီးကဆက်လက်ပြီးနင်နေခဲ့တဲ့ဌာနေကိုငါ့ကိုလိုက်ပြစမ်း။ခင်လေးမျက်ဝန်းများမိတ်ထားရင်ကခေါင်းငြိမ်လိုက်တယ်။မရောက်သေးဘူးလား။ကြိုးထုတ်ခံထားရပြီးအိမ်မွေးချခံထားရသူလိုဖြစ်နေတဲ့ခင်လေးကကံကြီးတို့အရှိရနေဦးဆောင်ပြီးခေါ်သွားနေတာ။သူတို့အားလုံးမနဲ့အစောကတည်းကရွာအနေထွက်ပြီး ယူမတော်တဲ့ကိုဝင်ခဲ့ကြတာအချိန်အတော်ကြာနေပြီ။ပေါက်ကြီးတို့နှစ်ယောက်ကတော့ခင်လေးကိုကြည့်ပြီးတစုံတရာလှုပ်ချင်နေဟန်။တို့ပေမဲ့ကံကြီးကိုကြောက်နေရတာမို့သူတို့ဆန္ဒအုံမျိုးတိတ်နေကြရတယ်။နေဝင်လူနီနီအချိန်မှာတော့တောင်ကျိမြေပြန့်ပြန့်လေးစီရောက်။ခင်လေးရဲ့ခြေလမ်းတွေကရတန်သွားပါတော့တယ်။ရောက်ပြီလား။ခင်လေးကခေါင်းငိတ်ပြတယ်။ကံကြီးကတော့ပုံဝင်းချင်းကိုကြေးကြေးနက်နက်ကြီးတက်ချက်ဝေးဝိုင်းကြည့်ပြီးပြုံးလိုက်တယ်။ပြီးတော့ခင်လေးရဲ့နှစ်ဘူးတိတ်ကိုလက်ဝါးနဲ့အုပ်လို့ ပါဇက်ကတစုံတရာကိုရေရွတ်လိုက်တယ်။ကန်ကြီးရဲ့ရေရွတ်မှုအစုံခင်းလေးတယောက်အယုတ်ကျိုးပြတ်တယ်လို့ခွေကောက်လဲကျသွားပါတော့တယ်။ဟိတ်ကောင်းလေးဟိုဟာတန်ရန်ချိန်မနေကြနဲ့ဒီကိစ္စပြီးရင်မင်းတို့အနားမှာဟော့တယောက်ဟော့တယောက်ဆိုပြီးထဲလဲတွဲလာနိုင်လိမ့်မယ်။တွာပါလာတဲ့ကြော်ပွဲတွေပြင်ဖို့မြန်မြန်လုပ်ကြ။ကန်ကြီးရဲ့ဆွဲလုံးကထီအောင်လာတယ်။ပေါက်ကြီးနဲ့ငဝင်းတို့နှစ်ယောက်ခင်းလေးကိုလှစ်လှူရှူလို့သူတို့ကိုကန်ကြီးခိုင်းတဲ့အတိုင်းတသွေးမတိန်ဆောင်ရွက်ကြပါတော့တယ်။ တော်လဲပဲ့တင်တန်းကြီးနဲ့အတူဝေယောင်ကြီးဖြာကြနေတဲ့လာရောင်အောင်မှာဝင်းကနေလက်ကနေထွက်ပေါ်လာတဲ့ရွှေရောင်စည်ဒီနဲ့ညံတော်ကကိုးတောင်ခန်းသာရှိမယ်စည်ဒီတစုလုံးကိုရွှေသားအစ်စ်တွေနဲ့ထီထားတယ်ဆိုတာကတော့လာရောင်အောင်မှာတဖိဖိလက်နေတဲ့အကြောင်းတွေကြောင့်ငင်းရနိုင်မယ်မထင်အောင်မီးကွာအောင်မီးကံကြီးအားထအော်တယ်ပြီးတော့ပေါက်ကြီးတို့မင်းတို့စည်ဒီရရွှေသားတွေကိုတွားခွာကြတော့ကံကြီးစကားကြောင့်ပေါက်ကြီးဇက်ပူသွားတယ်ဆရာဟိုဟိုနဂါးကောင် ဘာမှမပူနဲ့ငါထိန်းထားနိုင်တယ်။ကံကြီးကအာမခံတော့ပေါက်ကြီးတို့မတက်တာတော့သူတို့နှစ်ယောက်စီးတဲ့အနေထွက်လိုက်ကြတယ်။အပြင်ရောက်တယ်ဆိုရင်ပဲပဝင်းကျင်တစ်ခုလုံးမွေတွန်တန်နေမန်ဖီတန်နေကထွက်ပေါ်လာတယ်။လရောင်အောင်မှဥကောင်းနေကိုရိမ့်နှဲနေတဲ့မွေတွေကိုလည်းသူတို့မြင်ကြရတယ်။ကံကြီးကစီးတဲ့အနေပြီးကာရာမန်တန်နေအဆက်မပြတ်ရွလို့နေတယ်။သူတို့ရွဖက်မှုကြောင့်မွေတွေကအရှိကိုတိုးမလာနိုင်ခဲ့ဘူး။လူလင်ပြိုတယောက်စမ်းကြောင်လေးထဲမှာရေးစိမ့်နေတော့ ူနေထိုင်ရာဘက်စီကဝန်ကနဲ့အတန်းကိုကြားလိုက်ရတယ်။ရန်သူလူလင်ပြိုကရေရွတ်ပြီးတာနဲ့ချက်ချင်းပဲကမ်းပေါ်ကိုအပြေးတက်ပြီးသူနေထိုင်ရာနေရာစီကိုအလင်းမြန်ပဲပြေးသွားပါတော့တယ်။မကြခင်မှာတော့လူလင်ပြိုကသူ့ရဲ့နေရာစီကိုရောက်လေပြီးကတော်ပွဲတွေနဲ့တိုက်တူးဖို့ကြိုးစားနေတဲ့သူတွေကိုတွေ့လိုက်ရပါတော့တယ်။သူ့ရဲ့အချွေရတချို့ကလူသုံးယောက်ကိုတားမြစ်ဖို့ကြိုးစားနေကြပေမဲ့အရာမတင်လေဘူး။ ထိုချင်းရာကြောင့်လူလင်ပြိုကဒေါသထွက်သွားပြီးမျက်ဝန်းတွေကရဲရဲတောင်းနေလာခဲ့တယ်။အဲ့ဒီခိုက်မှာပဲလူလင်ပြိုထက်မြင်လိုက်ရတာက ခွေခွေလေးလဲကြနေတဲ့မိမက်ပြိုနှမတော့လူလင်ပြိုကခင်လေးကိုပြေးပွေးလိုက်တယ်။အဲ့ဒီချိန်မှာပဲစီဝိုင်းထဲမှာရှိနေတဲ့ကန်ကြီးကနောက်ဆုံးတော့မင်းရောက်လာခဲ့ပြီပဲ။ဟင်လူလင်ပြိုကကန်ကြီးစီကိုကြီးလိုက်တယ်။ပြီးတော့ရုတ်တရက်အံကိုကြိတ်လိုက်ပြီးသူ့ခန္ဓာကိုတစ်ချက်လှုပ်ခါလိုက်တယ် လူလင်အသွင်ကနေကြီးမားတဲ့နဂါးကြီးတကားဟာဟာဒီအတွက်အကျိုးပြင်ငယ်ပြီးသားပါကံကြီးကပြောပြတာနဲ့မန္တန်တပုတ်ကိုယူလိုက်တယ်သူရဲ့ရုပ်ဖက်တန်အစုံမှာတော့လေပြင်းတွေတက်ရှိရှိတိုက်ခတ်လာပြီးလရောင်အောင်မှာကောင်းငင်ကနေပြန်ဝဲဆင်းသက်လာတဲ့ကြီးမားလာတဲ့ငှက်ကြီးတကားငှက်ကြီးကအချိန်နဲ့ပြေးဆင်းလာပြီးနဂါးကြီးကိုထိုးတော့လိုက်တယ်နဂါးကြီးကတော့ငှက်ကြီးသူ့စီရောက်မလာမီနဘေးကမိမပြေကို ထိခိုက်မှာဆိုလို့အမီးနဲ့နဘေးကိုတွန်းဖယ်လိုက်တယ် အဲ့ဒီခဏမှာပဲငှက်ကြီးရဲ့ထိုးတုပ်ခြင်းကိုနဂါးကြီးခံလိုက်ရပါတော့တယ်။တတော်လုံးပဲတင်တဲ့အတက်တက်နဲ့ဝုန်းတိုင်းကျင်းနေတယ်။နဂါးကြီးနဲ့ကလုံးငှက်ကြီးတို့တိုက်ခိုက်မှုကြောင့်ပေါက်ကြီးတို့ခမားလဲရှေ့ကိုတက်မတူရဲ့။ရောက်ရာနေရာမှာရက်ပြီးတိုက်ပွဲကိုကြည့်နေကြတယ်။ကန်ကြီးကတော့မျက်စိကိုစုံမိတ်ပြီးမန္တန်နေအဆက်မပြတ်ရွတ်ဖက်နေတယ်။ဟက်ကောင်လေးရက်လိုက်ကြစမ်း။အောင်မြင်ထဲဝါလုံးနဲ့ငောင်ငန်းစမ်း။အတန်ရဲ့အဆုံးမှာတော့တော်ရရနေတောင်ဝေးကိုအားပြုလို့ လမ်းလျှောက်လာတဲ့အဖွားကိုတယောက်ကံကြီးရဲ့ရုပ်ဘတ်တန်ကရက်တန်သွားတယ်။နင်းတို့တော်တော်မိုက်မဲတဲ့ကောင်းနေပဲ။ဖခင်ကပစ္စည်းကိုနင်းတို့မှပြင်မာရဲတယ်။အဖွားကကံကြီးကိုဒေါသတကြီးကြည့်ပြီးပြောလိုက်တယ်။ကံကြီးကတော့အဖွားကိုမထီတက်ထီပြန်ကြည့်တယ်။အဖွားကြီးကိုနဲ့မဆိုင်ရင်ဘေးပဲရှောင်နေလိုက်ပါ။မဟုတ်ရင်ကြားထဲကနေအချောင်မသာပေါ်နေမယ်နော်။ကံကြီးရဲ့စကားကြောင့်အဖွားအိုကအားရပါးရထားရီလိုက်တယ်။နင်းရမြငါ့ကိုချိန်လာမောင်းလာနဲ့။ဟာဟာဟာ ခမရကဘသူမလို့ဒီလောက်လေကြီးနေရတာလဲငါဘသူဆိုတာနေသိချင်သိရမှာပေါ့အဖွားကပြောလိုက်တယ်ဆိုရင်ပဲအနောက်တော်ရဲကနေလွန်စွာမကြီးမလွန်းနဲ့ကြားကြီးတကောင်ခုံထွက်လာတယ်။အဲ့ဒီခါမှပဲအဖွားရဲ့အသွင်ကရုပ်ကြီးပြောင်းလဲသွားတယ်။လက်တစ်ဖက်မှာဓာအလုကိုကန်ဆောင်ထားတဲ့အဖွားရဲ့အသွင်ကိုမြင်တော့ကန်ဒီလန်းဖြန်သွားပြီးဒူးထောက်ကျသွားတယ်။အမေအမေတားတော်မှားပါတယ်။တားတော်ကိုခွင့်လို့ပေးပါ။ကန်ဆိုတာကိုအားပြုတာ ောကမှာမပြင်းမထိုက်တဲ့အရာကိုပြင်းမလိုက်တာတကယ်ကိုကြီးမားလို့နဲ့အပြစ်ပဲကိုယ့်ရဲ့အပြစ်ဒဏ်တွေအတွက်ကိုယ်တိုင်ခံယူပါဓားကင်ထားတဲ့မေရော်စီကစကားသံအဆုံးမှာတော့အနောက်မှာရှိတဲ့ကြားကြီးကကန်ကြီးထံသို့ခုံဝင်အုပ်လိုက်ပါတော့တယ်ထိုနည်းတူတူပဲတစ်ဖက်ကပေါက်ကြီးတို့မှလည်းသူတို့စီဟာကန်ကြီးရဲ့အဖြစ်ပြက်ကြောင့်ကြောက်ဟားလန့်အားနဲ့သွေးပြက်ပြီးထွက်ပြေးကြတယ်။ဒါပေမဲ့သူတို့ကံမကောင်းခဲ့ပါ။တောဆက်စီတို့မရောက်ခင်မှာပဲ ။များစွာသောမွေတို့ကသူတို့ကိုယ်ပေါ်စီတို့ခုန်တဲ့ရှစ်ပတ်ပြီးကြိုက်ခဲကုန်ကြပါတော့တယ်။အတင်ငကားမင်းတို့မောင်နဲ့ရွှေစည်ဒီကိုဆက်လက်ဆောင်ရှောက်နိုင်ပါစေ။တပည့်အမိုက်မဲတွေကြောင့်အခုလိုမျိုးအနောက်ရှက်ဖြစ်သွားရတာတော့ခွင့်လွတ်ပေးပါ။ခွင့်ပြုပါလို့ငကားမင်းမေရော့ထံကစကားဆိုသံဒဏ်ရာတကြများစွာနဲ့ငကားမင်းတက်ဖြစ်လဲလူလင်ပြူကျေးဇူးကြီးမားလာပါတယ်မေရော့မေတော်ကသူ့ရဲ့စီးတော်ကြားကြီးရဲ့ကြောစီတက်လို့ထွက်ခွာသွားခဲ့ပါနဲ့ လူရင်ပြိုကမေတော်ထွက်သွားရာစီကိုတကနာမြငေးကြည့်နေမိပြီးအနောက်ကိုလဲလိုက်တယ်။အစင်းရောင်ဝစ်စင်ထားတဲ့မိမ့်မက်ပြိုတယောက်မိမ့်မက်ပြိုကိုမြင်တော့လူရင်ပြိုဝမ်းသာသွားတယ်။ဟင်းနမတော်မောင်တော့စီပြန်လာတယ်နော်။မိမ့်မက်ပြိုစီကရှွန်းရှွန်းစားစားအပြုံးတစ်ခုဖြစ်ပေါ်လာပြီးခေါင်းငိတ်ပြတယ်။ပြီးတော့နှစ်ဦးသားပျော်ရွှင်လွန်စွာနဲ့တဦးလက်ကိုတဦးဆွဲကင်လို့ရွှေရောင်တဖြည်းဖြည်းလမ်းနေတဲ့ဇေဒီကလေးစီကိုပြေးလမ်းသွားကြပါတော့တယ်။ ူတို့ထွက်သွားပြီးနောက်ထိုစီရီလေးစီမှာတစုံတရာကြမ်းရှိနေခဲ့ပါတယ်။အဲ့ဒီအရာကြောက်တုံးကြီးတစ်ခုရဲ့နှဘေးမှာဥကောင်းစီကတွေးများထွက်ကတည်ဆုံးနေတဲ့ခင်လေးတို့တားဖွားစီယာမလေးရဲ့အလောင်းရဲ့သားပြိတက်များရှင်ရွှေစီရီကဇနီးမောင်နှမ်းဆိုတဲ့ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်။အဆုံးထိနားဆင်ပြီးခဲ့ကြတဲ့ပြိတက်တဝူးချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ပါတယ်ရှင်။